စကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်ရွာရက်စကမှာတိုက်ပွဲပြင်းထန်နေချိန်လာရောက်ပုံကျဲဖြစ်ကိုတဲ့စိုးစုရဲ့တိုက်လေရင်တစီမနေ့ကပြစ်ချခံရလို့ပြက်ကြကပေါက်ကွဲချိန်အပိုင်းစားတွေထိမှန်လို့ပြည်သူလေးဥတည်ဆုံတယ်လို့ဒေသခံတွေကအမှတ်ပီကိုပြောပါရယ်ဇွန်လ10ရက်မနေ့ကမိုးလဲ7နာရီကျော်အချိန်ပလဲနယ်တဲ့ဘုံလာကျဲတဲ့စိုးစုရဲ့တိုက်လေရင်တစီဂျာတိဥတုဆိုးရွားလို့အနိုင်ပြန်တန်းချိန်မှာတော်လန်ရေးတပ်တွေရဲ့ပြစ်ခတ်ခံရပြီးစပယ်စစ်ကြီးရွာတဲ့ပြက်ကြကပေါက်ကွဲမိလောင်ခဲ့တာဖြစ်ပါတယ် တိုက်လေရင်ဟာဇပတ်စစ်ရွာဖုံးကြောင်အတွင်ပြက်ကျပေါက်ကွဲမိလောင်ခဲ့ပြီးအပိုင်းစားတွေထိမှန်လို့ဇပတ်စစ်ရွာကန်တူနဲ့အချားရွာကစပေးဆောင်ခိုးလုံလာသူ၃ဦးစုစုပေါင်းပြည်သူလေးဦးတေဆုံးကဖုံးကြောင်ဆောင်ကားတစ်စီးနဲ့နေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တေဆုံးသူ၄ဦးထဲမှာအမျိုးသမီး၂ဦးပါဝင်ပြီးတော့ဇပတ်စစ်ရွာကန်ကတော့သူ့ရဲ့နေအိမ်ပေါ် လေရင်ပြက်ကြလာချိန်ထိခိုက်သေဆုံးတာဖြစ်ပြီးတော့စစ်ရှောင်ပြည်သူတွေကတော့လေရင်ကပောက်ကွဲလာတဲ့အပိုင်းစတွေထိမှန်ကသေဆုံးခဲ့တာဖြစ်တယ်လို့ဒေသခံတို့က MP ကိုပြောပြပါဗျ။စိုးစုကမနေ့ကလေရင်မပြတ်ကြမီကန်းတောက်ရွာအပေါ်ဝင်ပလဲနယ်တကို15ကျိန်ထပ်မနေ့လာရောက်ဘုံကျဲခဲ့ပြီးတော့လေရင်ပြတ်ကြပြီးရဲ့နောက်မှာလဲညနေပိုင်းမှာဝိုင်းတွဲလေရင်နဲ့ပေါင်900ဘုံပေါင်1000ဘုံနဲ့ကရစတာဘုံတွေအုံပြူပြီးတော့ဆက်ကျိန်တဲ့မနေ့လာရောက်ဘုံကျဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဒီကနေ့ဇွန်လ17ရက်မှာလဲ MTU ရပြူစကန်းကနေကန်းတော့ရဘက်ကိုစစ်ကူလာဖို့စိုးစုတွေကစတင်စစ်ကြောင်းထိုးလာသလိုရေပြင်တိုက်ပွဲမှာအထင်အအသေးများနေတဲ့စိုးစုကကန်းတော့ရကိုကမကပလဲနဲ့တနယ်လုံးကိုနေရောညပါဒရက်ဆက်ဘုံကျက်နေလို့နောက်ထပ်ကျေးရွာလေးရွာထပ်မံစပေးရှောင်ထွက်ပြေးနေရပါတယ်။လက်ရှိမှာကန်တောင်းနဲ့ MT ရွာအနီးတစ်ဝိုက်ကကျေးရွာတွေအပါအဝင်ပလဲနယ်ကကျေးရွာ24ရွာကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ိုးရွာတဲ့စပေးရှောင်ထွက်ပြေးနေရပြီးတော့စားတောက်နေတိုင်းရေးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဒေသအတွင်းဆက်ရှောင်အရေးကူညီပေးနေသူတူကအမတ်ပီကိုပြောပါရတယ်။ပလဲနဲ့ကန်းနောက်ရွာရက်စကန်ကိုတင်ပိုက်နိုင်ဖို့တော်လိုင်းရေးတပ်တွေကဇွန်လ၂ရက်ကစတင်က ထိုးစစ်ဆင်တိုက်ခတ်နေတာဖြစ်ပြီးတော့စိုးစုကဇွန်လ၃ရက်ကစတင်ကလေကြောင်းပုံကျဲခုခံနေတာဖြစ်ပါတယ်။